ကဲအသိနောင်းကိုကြည့်တော့ဘလို့ဖြစ်ပြီးခုလိုရွာရဲကိုပတ်ပြင်းနေရလေအဲ့ဒါအကြောင်းရှိပါလေကျုပ်တို့နွားသခင်ကြီးကိုမကျေနပ်လို့ထွက်ပြေးလာရတာပါညနေဆောင်မှာတော့ဖိုးတူတို့တတိမော်ဆီယာချက်ကြီးရင်လေးပြီးတော့ပြန်လာနေခဲ့ကြတယ်ဒီနေ့ကိုချက်ကြီးချက်ကြီးတွေဟာအရန်ဆောက်လို့ကောင်းလာပဲနော်ဟုတ်တယ်ဟာ ကိုကြက်ကြီးကမှော်ပညာလေးစွမ်းနေပြီဟေးချက်တာလေရှယ်ကောင်းတော့မေဒါနဲ့မင်းတို့အတန်ကြားကြတာဘာတယ်များလေပို့သူကတကူကွာလေတို့နာကိုအာခုံပြေးလာနေကြတဲ့အတန်မင်းဟာအဲ့နောက်တော့အကုန်လုံးနောက်လေကြီးလိုက်ချင်းနွားဦးကြီးကသူတို့နောက်ကနေပြေးလာနေတာကိုမြင်လိုက်ရတာပါဟမ်နွားဦးကြီးပါလားပြေးကြဟေးပြေးကြပြေးကြ ုပ်ပေါ်လင်းဘာမှစဉ်းစားမနေဘဲနဲ့ရှေ့ကိုသာအားကုန်လုံးပြီးပြေးကြတယ်။ပေါ်တူရိုဖဲကရှေ့ကပြီးငါ့အုပ်ကြီးကနောက်ကလိုက်နဲ့အပြေးပြိုင်ဝဲကျင်းမနေတယ်လို့အကုန်လုံးကအားကုန်လုံးပြီးတော့ပြေးနေကြကြတာပါ။ငါမပြေးနိုင်တော့ဘူး။ငါ့ကိုကူကြမအောင်။ဒီတိုင်းဆိုရင်တော့ဖြစ်တော့ငါတို့ဒီနွားအုပ်ကြီးကိုရှောင်မဖြစ်မှာ။ဘလို့ရှောင်မလဲဟ။ဒေါနာကိုထက်ချက်မကွာလိုက်နေတဲ့ဟောင်း။ ရားတဲ့နီးနဲ့ရှောင်ကြတာပေါ့ကွာအိမ်နောက်တော့ဖိုးတူကမိဝိုင်းကိုဆွဲပြီးလမ်းမေးကိုရှောင်လိုက်တယ်ငပိန်နဲ့တော့ဘောကတော့ရှောင်ချိန်မရလိုက်ပဲနွားတွေဂျုံနဲ့ခွေတာကိုခံလိုက်ရတော့တာပါအောက်မလီကဲကြပါဦးငပိန်နဲ့တော့ဘောကတော့နွားတွေဂျုံနဲ့ခွေတာခံလိုက်ရပြီမိုးဘော်ကိုပြန်တက်သွားကြတယ်အိမ်နောက်တော့နွားကိုကြည့်ရလေသူတို့ပြေးလို့ရကိုအရှိန်နဲ့ပြေးသွားလိုက်ကြတယ် ချုပ်ဖို့နင်တို့အစီအမရလာရင်အာမပြေမပြေဘူးဟာငါခါတော့ကျိုးပြီတင်တယ်မိပိုင်းနဲ့ဖို့တူလဲငပိန်တို့လဲနေကြရင်နားကိုသွားလိုက်ပြီးတော့ငပိန်တို့ကိုထူပင်းလိုက်တယ်အစီအမရလာငပိန်ပြင်မပြေတော့မသိဘူးငါတင်မှာတော့တော်တော်နဲ့ထိုင်ရမှာမဟုတ်တော့ဘူးဟာအေးပါအိမ်မောင်မစီးသေးကြလဲယောဒါနဲ့ဖို့တူဟိုနောက်ကြီးကဘယ်ဟုတ်ပြေးတော့လဲ ငါကျင်တော့ရွာထဲကိုပြေးသွားပဲနေမှာအဲ့လိုဆိုတို့ရတော့ဒီနွားဟုတ်ကြီးနဲ့လွယ်မှာမဟုတ်တော့အဲ့အရောဟုတ်တယ်ဟဒါမဲ့စိတ်မုံမွားနဲ့ဒီကိစ္စကိုဦးသက်ကြီးကဖြေရှင်းမိမှာပါအဲ့လိုနဲ့ပိုထူတို့လည်းအိမ်မြန်သွားလိုက်ကြတယ်တပတ်မှာတော့ကလေးနှစ်ယောက်ကလမ်းလေးမှာဘောလုံးကစားနေကြကြတယ်အဲ့ဒီအချိန်မှာပဲရွာလေးကိုပတ်ပြေးနေတဲ့နွားဟုတ်ကြီးကသူ့တို့နွားကိုရောက်လာခဲ့တာပါ အဲ့ဒါကိုအမေဖြစ်သူကဝန်ထမ်းကနေမြင်သွားခဲ့ပြီးအော်ပြောလိုက်တော့ရင်ဟဲ့ကလေးတွေဖို့မနွားကိုကြည်လာနေပြီပြေးကြပြေးကြအိမ်တော်တော့လမ်းလေးမှာကစားနေတဲ့ကလေးနှစ်ယောက်နေဘေးလွတ်ရအောင်ကိုပြေးသွားလိုက်ကြရင် အမလီဘသူကမြန်နွားတွေကိုခုလွတ်လွတ်ထားရဲမသိပါဘူးတော့အဲ့လိုကနေကျမကလေးတွေဒုက္ခရောက်ကုန်တော့မလို့တော့တချို့အိမ်ကသူရင်လဲအိမ်ရှိထွက်လာလို့တီးတုံပြောဆိုနေခဲ့ကြတယ် ဟေးနွားအကြီးကိုဘသူကများခုတိုင်လှုပ်ထားရတာပါလေအဲ့နေများလိုက်တာတော်ကြီးဟုတ်ပါကွာနွားတွေကလမ်းလျှောက်ပြီးသွားနေတော်သေးတယ်ခုကပြေးလွှားနေကြတော့အကုန်ဒုက္ခရောက်ကုန်တော့မှာဟုတ်ပါတော့ဟုတ်ပါနောက်နေ့ရောက်တော့ဖိုးထော်တို့ကလာသားတစ်တိုင်းနဲ့ရွာကလူတွေကတကြီးအိမ်မှာစီဝေးနေကြတယ်တကြီးကျုပ်တို့ရွာရဲ့အပတ်ပြေးနေတဲ့နွားဟုတ်ကြီးကိုဘလို့ပြေးရှင်းမိမှလဲ။ ဟုတ်တယ်တကြီးရဲ့အဲ့ဒီနွားဟုတ်ကြီးကြောင့်ကျုပ်တို့အိမ်ကခြံစည်းဟုတ်ကြီးလည်းပြက်စီးကုန်ပြီအမလီကျုပ်ကပိုဆိုးတာတော့ကျုပ်ဈေးဆိုင်ကဒင်းတို့နွားဟုတ်ကြီးကြောင့်အကောင်အကောင်နိုင်မရှိတော့ဘူးရှင့်တကြီးအဲ့ဒါဘယ်လိုဖြစ်ရှင်းမင်းမလဲခဏခဏလေးပါအဲ့ဒီနွားဟုတ်ရဲ့ပိုင်ရှင်ကရောဘသူရောအဲ့ဒါဟုတ်ကျွန်တော်တို့လည်းမသိသေးပါဘူးတကြီးဟာကွာဘသူကများနွားဟုတ်ကြီးကိုရွာထဲလွှတ်ထားရတာရောအဲ့ဒါတော့တကြီးကစုံစမ်းပေးရမှာပေါ့ရှင့် ဟုတ်ပါပြီ။ကျုပ်ကရင်စုံစမ်းပြီးတော့ဖြည့်ရှင်းပေးပါမယ်။ကဲမောင်ပိုးတော်တို့မောင်ရင်တို့အဖွဲ့ကအဲ့ဒီနွားကိုကြည့်ရဘသူ့နွားနေလဲဆိုတာအရင်စုံစမ်းပေးပါ။ဒီအတိုင်းလွတ်ထားလိုက်ရင်ကျုပ်တို့ရမှာရှိရဲ့လူတွေလည်းထိခိုက်မိကုန်တော့မှာ။ဟုတ်ကဲ့ပါတကြီး။အဲ့ဒီလိုနဲ့တကြီးအိမ်မှာလူတွေစီဝေးကြတဲ့အခက်လေးတွေပြီးဆုံးသွားခဲ့တယ်။အိမ်တော်မော်စီယာချက်ကြီးကနွားရည်ရဲ့အကြောင်းသတင်းကြပြီး ကျွာရင်းကိုထွက်လာခဲ့တယ်။အဲ့လိုကနေရှေ့မှလာနေတဲ့ဗုဒ္ဓရုပ်ဘင်းနဲ့တူတော့တာပါ။ဟာကိုကြက်ကြီးပါလားဘဲလေးဗျ။အေးကွာကျုပ်လည်းနွားဦးကြီးကရွာရဲတောင်းကျမ်းနေတာကိုတရင်ကြားကြချင်းထွက်လာခဲ့တာဟာ။ဟုတ်လားအဲ့လိုဆိုတော့ဘင်းကျွန်တော်လည်းလေအဲ့ဒီနွားဦးကြီးကဘု து နွားဦးမဲသိအောင်လို့စုံလန်းမှုထွက်လာခဲ့တာဗျ။မင်းတို့နေရရွာမှာတခုခုဖြစ်တိုင်းကုညင်လိုက်ရမှာနော်။အငြင်းနေတယ်လို့ကိုမရှိဘူး။ ဒါပေါ်ကိုချက်ကြီးကကျွန်တော်တို့လည်းတစ်ဖက်တလန်းကနေကူညီပေးရမှာပေါ့အေးကွာအဲ့လိုစိတ်ရှိရကောင်းပါလေဒါနဲ့ဘဲကိုအရင်သွားစုံစမ်းပါလေမော်ဆရာချက်ကြီးအဲ့လိုပြောနေတော့တို့ရှိမှပြေးလာနေရင်နွားဟုတ်ကြီးကိုတော်ဘောကမြင်လိုက်ရတာပါဟာဟိုမှာလာနေပြီနွားဟုတ်ကြီးလာနေပြီကဲကလေးတွေလမ်းမေးကိုရှောင်းသားကြဟိအိမ်တော်ဖိုးထူးလို့လေလမ်းမေးကိုရှောင်းသားလိုက်ကြဟိ မော်ဆရာချက်ကြီးကသူ့မော်တော်နဲ့ဝှေ့ရင်ပြီးသူ့နောင်ပြေးလာနေတဲ့နောင်အကြီးကိုတားလိုက်တာပါအဲလိုနဲ့နောင်အကြီးကလည်းမော်ဆရာချက်ကြီးရှေ့မှာရက်တံသွားပြေးကြတယ်ဝါနောင်အကြီးကိုကိုချက်ကြီးတားလိုက်နိုင်ပြီကွအဲနောက်တော့မော်ဆရာချက်ကြီးကနောင်ရီနဲ့စကားပြောနေခဲ့တယ်ကဲအသေးနောင်အကြီးတို့ဘလို့ဖြစ်ပြီးခုလိုရွာရဲကိုပတ်ပြေးနေရလား ဒါအကြောင်းရှိပါလေကျုပ်တို့နွားသခင်ကြီးကိုမကျေနပ်လို့ထွက်ပြေးလာရတာပါဟမ်ဘလို့အကြောင်းမျိုးကြောင့်မကျေနပ်ပဲနဲ့ထွက်ပြေးလာရတာလေအဲ့ဒါကတော့နေရောညမှာအလုတ်ခိုင်းလို့ပြီးအစာပုံမဲ့မကျေးတာကြောင့်ထွက်ပြေးလာရတာပါအလိုလီဒါဆိုအသိန်းတို့ပင်မဲလုံးတာကြောင့်ထွက်ပြေးလာရတာပေါ့ဟုတ်ပါတယ်ဒါဆိုအသိန်းတို့သခင်ကဗမာနေတာပါလေရွာနောက်ကရှာကင်းနေမှာပါ သူ့နာမည်ကဦးတောင်းဟန်ပါဟုတ်ပြီကဲဒီကိစ္စကိုချုပ်ဖြေရှင်းပါမယ်လောလောဆယ်တော့ကျုပ်နဲ့တူလိုက်လာခဲ့ပါအမှန်တကယ်ဖြေရှင်းပေးမယ်ဆိုရင်တော့လိုက်လာခဲ့ပါမယ်စိတ်ကြပါအမှန်တကယ်ဖြေရှင်းပေးပါမယ်အဲ့နောက်တော့မော်စရာချက်ကြီးကဖိုးသူတို့ကိုကြိုးချောင်ပြောပြလိုက်ပြီးရွာနောက်မှာရှိတဲ့ဦးတောင်းဟန်ရှားလေးကိုဖိုးသူတို့ဖွဲ့ကိုလှောက်လိုက်တော်တယ် ဖိုတူတော်ဘွဲ့လည်းမော်စရာချက်ကြီးစေခိုင်းတဲ့အတိုင်းရွာနောက်ကိုတပံထွက်လာခဲ့ပြန်တာပါဟိတ်ဟိတ်ငါမင်းတို့မေးစရာရှိဘာများလဲတုပ်ပေါ်ဟိုဟာလေမင်းတို့လေကိုချက်ကြီးနွားဟုတ်ကြီးနဲ့စကားပြောနေအောင်မြင်ကြရမလားဟမ်မြင်တာပေါ်ဟာအဲ့ဒါဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲကိုချက်ကြီးကနွားတွေရဲ့ဘာသာစကားကိုဘလို့တတ်သွားရလဲဆိုတာမသိချင်ကြဘူးလားဟမ်ဘာများလဲလို့ ဲ့ဒါကိုချက်ကြီးရဲ့မော်စွမ်းညီချောင်းနားလေရလीအော်အဲ့လိုလားအဲ့နောက်တော့ဖိုးထူးလို့လေဥတော်ဟင်ရဲ့ရှားလေးကို မြင်လိုက်ရှားလေးဟောဟိုမှာဦးကြည်တောင်းဟင်ရဲ့ရှားလေးကိုမြင်နေရပြီအဲ့ဒါနဲ့ဖိုးထူးလို့လေဥတော်ဟင်ရဲ့ရှားလေးရှိတ်ကိုရောက်လာခေကြတယ်ဦးကြည်တောင်းဟင်ပြောဦးကြည်တောင်းဟင်အဲ့ဒီအချိန်မှာ ရှာသေးသေးကနေဦးတောင်းဟန်ကထွက်လာခဲ့ပြီးတော့ကျုပ်ကိုလာခေါ်နေတာဘသူတော့ကွာသားတို့ပါဖိုးတို့အဖွဲ့ရင်ဖိုးတို့အဖွဲ့မင်းတို့ကကျုပ်ရှာသေးကိုဘာသာလောက်တာလဲဟိုဦးကြီးရဲ့နှွားဦးကြီးကရွာရင်းကိုပိုက်ပြေးနေလို့လာအောင်ကြားပြီးတာပါဟမ်ပိုက်ပြေးတော့ဘာဖြစ်လဲပြေးပလိစီပေါ့ခြေတော်ညောင်းရင်ငြိမ်သွားလိမ့်မှာဟိုဦးကြီးရဲ့နှွားတွေကိုရှာသေးကိုမခေါ်တော့ဘူးလားဗျမခေါ်ဘူး သူ့အတူအချိန်တိုင်းပြန်လာလိမ့်မယ်။ကားတိန်လုံးဦးကြီးရဲ့နွားဦးကြီးဟာဦးကြီးမသွားမခွင့်ရင်ပြန်မလာတော့ဘူးထင်တယ်။သားတို့ကြားလာတော့နေရောညပါအလုတ်ခိုင်းလို့ထွက်ပြေးလာရလို့ကြားတယ်ဗျ။အာကွာနွားဘာဝလို့နေရောညပါခိုင်းတော့ဘာဖြစ်လဲ။ခိုင်းမုံမွေးထားတော့ခိုင်းရမှာပေါ့။အဲ့ဒီအချိန်မှာရွာတွေကကာလာသားတွေဖြစ်တဲ့ပိုးထွန်နေတာတင်ကသူ့တို့နာကိုရောက်လာခဲ့တာပါ။ခိုင်းမုံမွေးထားတာမှန်ပေမဲ့ အရန်ခိုင်းလို့ရင်နွားမပြောနဲ့လူတော်မခံနိုင်ဘူးဗျအဲ့ဒါတက်ပိုဆိုးတာအစာလဲပုံမှန်မကျွေးဘူးလို့ပြောပါတယ်ဟမ်ဟုတ်လားဦးတောင်းဟန်ခမရတော်တော်စာနာမှုမရှိတဲ့လူပဲဗျဟာကွာကျုပ်ကိုဆရာလာလို့နေကြပြန်ပြီမင်းတော့ဘာကိစ္စနဲ့လာခဲ့ပြန်တာလဲကျွန်တော်တို့လည်းကိုတောင်းဟန်ရဲ့နွားဟုတ်ကိစ္စနဲ့ပတ်သက်ပြီးပဲလာခဲ့တာပါဦးတောင်းဟန်ရဲ့နွားဟုတ်ကြီးကြောင့်ရွာထဲမှာလည်းအပြက်စီများနေပါတယ် အဲ့ဒါကြောင့်မို့ဦးသောဟန်ကိုတကြီးကအခေါ်လွှတ်လိုက်တာမို့ကျွန်တော်လာခေါ်တာပါ။ဟာရှုပ်ရှုပ်ရှက်ရှက်နေတို့မလိုက်နိုင်ဘူးပြန်ကြကွာ။ဦးသောရဲ့လိုက်လာမှကျွန်တော်ကိုလည်းပြန်မှာပါ။မလိုက်နိုင်ဘူးလုံးဝမလိုက်နိုင်ဘူး။ဦးသောဟန်ငင်းဆက်နေတော့ငပယဦးသောဟန်ကိုမိကျောင်းနှိမ့်လိုက်တော့ဦးသောဟန်လေးအယုတ်ကျိုးပြတ်တယ်လို့လဲကျသွားခဲ့တယ်။ဟမ်ဦးသောဟန်ဘာဖြစ်သွားလဲ။ဟာခဏမေ့သွားတာပါ။ တနိုင်လောက်ကြပြီးရင်တော့ပြန်နိုးလာမှာပါအဲ့လို့ဆိုဦးတောင်းရဲ့မိနေတော့ကိုကိုကြီးဖိုးတော်တို့ဦးသီးကြီးစီကိုခေါ်သွားလို့ရတယ်ဟုတ်ပြီဖိုးထူးရင်ကျုပ်တို့ခေါ်သွားလိုက်ပါမယ်အိမ်တော်တော်ဖိုးတော်နဲ့တာတဲလင်းဥတောင်းဟန်ကိုတယောက်ကခေါင်းကမတယောက်ကခြေထောက်ကမပြီးတော့ခေါ်သွားကြတော့ရင်။ငပိနေခုတလုံးမေကျောင်းနေတာတေကျောင်းလာပါလား။ဒါပေါ်ဟာငါခုနောက်ပိုင်းအရင်အားသလိုလိလာနေလို့လေ ေးပါဟေးအေးပါကဲကဲတို့ရင်လည်းအိမ်မြန်ကြတာပေါ့အဲ့ဒါနဲ့ပိုးထူးတို့လည်းပြန်လာခဲ့လိုက်ကြတယ်အိမ်တော်တော့တကြီးအိမ်မှာရွာသားတချို့နေတူဦးတော်ဟင်ရဲ့နွားပြဒနာကိုဖြေရှင်းကြတော့တယ်ကဲမောင်ကြီးဆိုင်ကောင်မှာအိမ်မောကြနေရဲ့တောင်းဟန်ကိုနှိုးလိုက်ပါဟုတ်ကဲ့ပါတကြီး အဲ့လိုပြောပြီးမောင်အီလေးဥသောဟန်ကိုလှုပ်နှိုးလိုက်တယ်။ကိုသောဟန်ကြီးကိုသောဟန်အဲ့ဒါနဲ့ဥသောဟန်လည်းနိုးလာခဲ့တယ်။ဟေးဘာတော့ဟမ်ကျုပ်ကမလို့ဖြစ်ပြီးတော့ဒီကိုရောက်နေရတယ်။ကဲမောင်သောဟန်မောင်ရဲ့နွားရီကြောင့်ကျုပ်တို့ရွာမှာအပျက်စီးတစ်ကျုပ်ရှိခဲ့ပါတယ်။ကောင်းရင်အဲ့ဒါကိုဘလို့ဖြည့်ရှင်းပေးမယ်လို့စဉ်းစားထားလေ။ဟာအဲ့ဒီကိစ္စကြောင့်ကျုပ်ကိုခေါ်လိုက်တာလား။ ရှုပ်ရှုပ်ရှက်ရှက်ကွာတဲ့တယ်လို့ဖြည့်ရှင်းလိုက်ကြဟာမောင်ရင်ကရွာထဲနေနေခုလိုကောင်းဆောင်လို့တော့မရအောင်လေဟုတ်တယ်တော့ရှင့်နွားတွေကြောင့်ကျမရဲ့ဈေးဆိုင်လည်းကောင်းနိုင်မရှိတော့အဲ့ဒါဘယ်လိုလုပ်ပေးမလဲဘလို့မှမလုပ်ပေးနိုင်ဘူးကွာအယောတောင်းချင်ရင်အဲ့ဒီနွားတွေစီမှာသွားတောင်းလိုက်ဟာစကားကိုဘလို့ပြောလိုက်တာလဲမောင်တောင်းဟန်မောင်ရဲ့နွားတွေမို့မောင်ရင်ကိုတောင်းဝင်ယူခိုင်းနေရလေအဲ့ဒီအချိန်မှာ ်မော်စီယာချက်ကြီးနဲ့ဖိုးထုတို့ဖွဲကနွားတကောင်ဆွဲပြီးရောက်ချလာခဲ့သည်။ဒါဆိုဒီလိုလုပ်လीကိုသားဟန်ကနွားတွေလှုပ်ထားတာကိုတောင်းရင်မယူနိုင်ဘူးဆိုတော့နွားတွေကိုဆက်မကိုင်းမင်းနဲ့ဘေးမဲ့ပေးလိုက်ပါ။ဟုတ်တယ်မောင်တောင်းဟန်။ဘောင်ရီတောင်းဝင်မယူနိုင်ဒီနွားတွေကိုဘေးမဲ့ပေးလိုက်ပါ။ဟာအဲ့လိုတော့လုပ်လို့မရဘူးလीကျုံနွားတွေကိုမခိုင်းရင်အလုတ်ကဘလို့ပြီးတော့မှာလဲ။ဟမ်ခမ ्या ခမ ्या လုံးမပြီးမှတော့ကြောက်ပြီး နွားတွေကိုအစာကျွေးဖို့အဲ့ချိန်ပေးမလို့တော့သတိမရဘူးပေါ့လေခမည်းဒီတိုင်းဆက်လုပ်နေမယ်ဆိုကျုပ်တို့ဒီနွားတွေကိုအကုန်မေးမဲ့ပေးရလိမ့်မယ်။ရွာသားတွေအကုန်လုံးကလေထောက်ခံကြတော့တယ်။ဟုတ်တယ်ဟုတ်တယ်ဒီလိုသခင်ရှိနေရနွားတွေအတွက်လည်းမကောင်းရွာသားတွေအလုံးဝိုင်းပြောကြပြီးနောက်မှာဦးသားဟန်လေးများနေတရားဆိုတော့အလျှောက်ပေးလိုက်ကြတော့တယ်။ကဲမောင်တော်ဟန်မောင်ရင်သတိပေးထားတဲ့အတိုင်းနွားတွေကိုအစာမကျွေးရင်ညဘက်ခိုင်းတာတွေ့ခင် အဲ့ဒီကကြရင်နွားတွေအကုန်လုံးဘေးမဲ့ပေးရပါလိမ့်မယ်။ဟုတ်ကဲ့ပါတကြီး။ကြောက်ဝစာဝမ်းအောင်ကြည့်ပြီးညာဘက်လည်းအလို့မခိုင်းတော့ပါဘူး။ဖိုးထုတို့နားမှာအတူရှိနေတဲ့နွားကဖိုးထုတို့ကြိုင်းအောင်သာပြောလိုက်တယ်။ရှင်အစာမငတ်တော့ဘူးပြို့။ဟမ်။နွားကစကားပြောလိုက်တာလား။ဟုတ်သားပဲ။ဒီနွားတွေကတော်ရုံမဟုတ်ဘူးပဲ။နွားတွေလည်းပျော်တတ်သားပဲ။ အဲ့လိုနဲ့ဖိုးတူတို့လည်းခိုးရင်လိုက်ကြရင်နဲ့ဇလန်းလေးလေးပြီးဆုံးသွားကြတော့တယ်